ြန်မာနေဦးခရိုနီကယ်မတ်လ22မြင်ကွင်နေဦးတော်လန်ရေးသတင်းမီဒီယာအခန်းကဏ္ဍနဲ့လူမှုကွန်ရက်မီဒီယာနေဦးတော်လန်ရေးလို့ရေပူရအဖြစ်ချုံငုံခေါ်ဆိုကြတဲ့2021ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့ဆရာနာသိမ့်မှုကိုစန့်ကျင်ကြတဲ့လှုပ်ရှားမှုတွေမှာဆရာနာရှင်စနစ်ချုပ်ငင်းရေးရည်ရွယ်ချက်ဖက်ဒရယ်စနစ်တည်ထောင်ရေးကိုပိုင်းပြဋ္ဌာန်းခွင့်နဲ့ကွန်ဖက်ဒရေးရှင်းတို့အတွက်လက်နက်ကင်တော်လန်ရေးအပြင် လူအခွင့်အရေးလှုံ့ရှားမှုလူနည်းစုအခွင့်အရေးဌာနေတိုင်းရင်းသားအခွင့်အရေးမျိုးသမီးနဲ့တခြားသောဂျန်နာတွေတန်းတူအခွင့်အရေးအတွက်လှုံ့ရှားမှုဘာသာရေးလူမျိုးရေးပေါ်အခြေခံတဲ့ခွဲခြားဆက်ဆံမှုချုပ်ငင်းရေးစတဲ့အရေးကိစ္စတွေအများပြားပေါင်းစည်းပါဝင်နေတယ်လို့ဆိုနိုင်မယ်ထင်ပါတယ်။နေဦးတော်လိုင်းရင်းနဲ့ပတ်သက်လို့တတ်တတ်မမတ်အသေးပဲဖွင့်ဆိုထားတာမတွေ့ရပဲစရနာတဲမှုစန့်ကျင်လှုံ့ရှားမှုတစ်ခုလုံးကိုရေဘူးရသဘောချုံငုံခေါ်ဆိုတယ်လို့နားလေသဘောပေါက်မိပါတယ်။ အခုဒီမှာဆွေးနွေးချင်တာကຫນွေဦးတော်လိုင်းရေးမှာသတင်းမီဒီယာအခန်းကဏ္ဍဖြစ်ပါတယ်ຫນွေဦးတော်လိုင်းကိုထောက်ခံမှုအားကောင်းမှုရည်ရွယ်ချက်တူတူအချင်းချင်းသတင်းချက်လက်ဖလှယ်ဖို့နောက်ဆုံးအခြေအနေတွေကိုအချင်းချင်းအသိပေးဖို့ຫນွေဦးတော်လိုင်းရေးမှာပါဝင်နေကြတဲ့အဖွဲ့အစည်းတွေရဲ့လှုပ်ဆောင်မှုတွေကိုလူအများထံအသိပေးဖို့ပြည်သူလူထုရဲ့ထောက်ခံမှုအားပေးမှုနဲ့လူကိုယ်တိုင်ပါဝင်မှုသို့မဟုတ်ငွေကြေးတက်ကြွမှုဖြင့်ပါဝင်ဖို့စီယုံရေးစတာတွေကသတင်းမီဒီယာကတဆင့်တော်၎င်း လူမှုကွန်ရက်မီဒီယာပေါ်မှာတော်လကောက်လှုပ်ဆောင်ကြတာဖြစ်ပါတယ်1988ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ရှစ်လေးလုံးလူမှုအောင်ကြမှုကာလကတမယိုးကျသတင်းမီဒီယာတွေရှင်းနေပြီးဖြစ်ပါတယ် မြန်မာပြည်သက်ဖို့လွတ်လပ်တဲ့သတင်းမီဒီယာအနေနဲ့လိုင်းတူစနစ်နဲ့ထုတ်လွှင့်တဲ့ရေဒီယိုသားရှိပြီးနိုင်ငံတကာမှာတော့နေ့စဉ်သတင်းစာအပတ်စဉ်လစဉ်ထုတ်သတင်းမဂ္ဂဇင်းတွေမှာမြန်မာနိုင်ငံကရှစ်လေးလုံးလှုပ်ရှားမှုနဲ့ပတ်သက်တဲ့သတင်းတွေနောက်ဆုံးအခြေအနေတွေကို ရေးသားဖော်ပြကြပါတယ်မြန်မာသတင်းပြည်သက်ဖို့နိုင်ငံတကာသတင်းစာသတင်းမဂ္ဂဇင်းတွေမှာဘယ်လိုဖော်ပြကြတယ်ဘယ်လိုရေးကြတယ်ဆိုတာကို ် BBC မြန်မာပိုင်းကိုရေဒီယိုသတင်းတွေကတဆင့်သိရှိကြတာပါ33နှစ်အကြာ2021ခုနှစ်အာနာသိမ့်ပြီးနောက်ဖြစ်ပေါ်လာတဲ့နေဦးတော်လိုင်းမှာတော့1988ခုနှစ်နဲ့မနှိုင်းရှင်နိုင်လောက်အောင်ပြောင်းလဲသွားခဲ့ပြီးဖြစ်ပါတယ်နေဦးတော်လိုင်းရဲ့ဘတ်တော်သားအချင်းချင်းဆက်သွယ်ရေးရောပောင်းဝင်လှုပ်ရှားနေကြတဲ့အဖွဲ့အစည်းအသီးသီးကလူလူကိုဆက်သွယ်တဲ့သတင်းမီဒီယာတွေလည်းအတိုင်းအတာတစ်ခုတည်းဖွင့်ပြပြီးဖြစ်နေတာတွေ့ရမှာဖြစ်ပါတယ် 1988ခုနှစ်မှာပြည်တွင်းမှာအခြေစိုက်တဲ့လွတ်လပ်တဲ့သတင်းမီဒီယာ၃ညအနေထားနဲ့2021ခုနှစ်မှာပြည်တွင်းအခြေစိုက်လွတ်လပ်တဲ့သတင်းမီဒီယာရာခနန်းနီးပါးရှိနေပြီဖြစ်တာတွေ့ရမှာဖြစ်ပါတယ်။ Internet Line တို့ Radio ဆက်သွယ်ရေးဂျိုရူနေစင်ထုတ်အပတ်စဉ်ထုတ်နေသတင်းစာဆောင်တွေရှိနေနေသလိုလူမှုကွန်ရက်မီဒီယာတွေကမြန်မာနိုင်ငံလူ့အုပ်ရဲ့ထက်ဝက်နီးပါးအရေးအတွက်ဖြစ်တဲ့18တန်း19တန်းလောက်ကသုံးစွဲနေတဲ့အခြေအနေဖြစ်ပါတယ်။ IT နည်းပညာကြောင့် internet ဆက်သွယ်ရေးကွန်ရက်တာစီဖြတ်တောက်လို့မရတဲ့နိုင်ငံတကာဂျူရုဆက်သွယ်ရေးကထုတ်လွှင့်တဲ့ရုပ်သံလိုင်းတွေကလူဦးတော်လည်ရဲ့ထောက်ကမ်းသူအချင်းချင်းဆက်သွယ်မှုစူးစီးမှုစူးစီးလှုပ်ဆောင်မှုအချိန်ကလှုပ်ရှားမှုတွေကိုခေတ္တနည်းပညာနဲ့ဆက်သွယ်ရေး platform တွေကအထောက်ကူများစွာပေးခဲ့ကြတာပါဒီလိုဆက်သွယ်ရေးနည်းပညာတိုးတက်မှုတွေကြောင့်အပြောင်းလဲကြီးပြောင်းလဲသွားတဲ့ဆက်သွယ်ရေး ထိတ်ဆက်ရေးအချက်လက်အတည်ပြုမှုနဲ့စူးစီးလှုပ်ရှားမှုစတာတွေကမိမိတို့နေဦးတော်လန်ရေးဘတ်တော်သားတွေတင်သားမကတပတ်ဆန့်ကျင်ဘက်ဆရာနာရှင်တွေနဲ့၎င်းတို့ထောက်ခံသူတွေလည်းအသုံးပြုနေကြတာဖြစ်ပါတယ်။တပတ်ကဆရာနာရှင်ဝါရဖြတ်မှုတွေဟာသတင်းမီဒီယာပလက်ဖောင်းတွေပေါ်မှာရှိသလိုလူမှုကွန်ရက်မီဒီယာပလက်ဖောင်းမှာလည်းရှိနေကြတာဖြစ်ပါတယ်။ တက်ခံရေးပါတီက2015ခုနှစ်နဲ့2020ရွေးကောက်ပွဲတွေအကျိုးကာလတွေမှာမဲဆွေရာမှာအသုံးချဖို့ထောက်ပံ့ခဲ့တဲ့မီဒီယာတချို့ဟာစစ်အနာသိမ်းပြီးနောက်မှာတော့တန်ခိုင်ရင်းနဲ့အာနာသိမ်းစစ်ကောင်စီရဲ့အထောက်ပံ့နဲ့လေပတ်တဲ့မီဒီယာတွေဖြစ်လာကြပါတယ်။ ဥပမာအားဖြင့်လူမှုမီဒီယာ၊ပီပေးမီဒီယာလိုမီဒီယာတွေကစပွန်ဆာပြောင်းသွားပြီးစစ်ကောင်စီရဲ့ထောက်ပံ့မှုနဲ့လဲပတ်ကစစ်ကောင်စီအတွက်ဝါရဖြန့်ချီရေးတွေလုပ်ကိုင်လာကြတာဖြစ်ပါတယ်။အာဏာသိမ်းစစ်ကောင်စီဟာလွတ်လပ်တဲ့သတင်းမီဒီယာတွေကိုစစ်အာဏာသိမ်းမှုကိုစန့်ကျင် ဖော်ပြတယ်ဆိုတဲ့စွပ်စွဲချက်နဲ့လိုင်စင်ပိတ်သိမ်းတာ၊ရုံးခန်းတွေဝင်စည်းတာတွေလုံဆောင်ခဲ့တဲ့နောက် သတင်းမီဒီယာအများအပြားတိုင်းသားလက်နက်ကိုင်ထိန်းချုပ်နေမည်သို့မဟုတ်အင်းကြီးချင်းနိုင်ငံတွေစီပြောင်းရွှေ့ခဲ့ကြရပြီးဆက်လက်လှုပ်ဆောင်ခဲ့ကြရပါတယ်။အဆိုပါလွတ်လပ်တဲ့သတင်းမီဒီယာတွေရဲ့ဝင်ဝေပုံစံလည်းပြောင်းလဲခဲ့ကြပြီးနိုင်ငံတကာအလူရှင်အဖွဲ့အစည်းတွေရဲ့ထောက်ပံ့မှုကိုမျှခိုရတဲ့အနေအထားဖြစ်လာခဲ့ပါတယ်။ လွတ်လပ်တဲ့သတင်းမီဒီယာတွေဥတော်လိုင်းရဲ့အတွက်မရှိမဖြစ်အရေးကြီးတဲ့ဆက်သွယ်ရေးအမြင်တွေသတင်းအချက်အလက်တွေအပြန်အလှန်ဖလှယ်ကြတဲ့ platform တစ်ခုဖြစ်သလိုလူမှုကွန်ရက်မီဒီယာတွေကလည်းလူမှုအချင်းချင်းဆက်သွယ်ရေးတာမကအဖွဲ့အစည်းတွေရဲ့လူမှုသတင်းပြန်ကြားရေးကိရိယာလည်းဖြစ်လာခဲ့တာပါ အရင်ခေတ်ကာလတွေကလိုသတင်းမီဒီယာကအထက်ကနေပရိသတ်စီသတင်းအချက်အလက်နဲ့အတွေးအမြင်ယူဆတွေတစ်ဖက်သက်စီးဆင်းတဲ့ပုံစံမျိုးတွေမဟုတ်တော့ဘဲလူမှုကွန်ရက်မီဒီယာပလက်ဖောင်းမှာတော့ပြောင်းအောင်ကွန်ရက်တပွဲအချင်းချင်းအားလုံးကိုတရားဆက်သွယ်ထားကြတဲ့ပလက်ဖောင်းပုံတရံနဲ့ဆက်သွယ်လှုပ်ရှားနေကြတာဖြစ်ပါတယ်တော်လိုင်းလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ရန်ပုံငွေစုဆောင်တာသတင်းချက်လက်စုဆောင်တာတွေကိုလူမှုကွန်ရက်မီဒီယာတွေကိုအသုံးချပြီးလှုပ်ဆောင်နေကြသလို၎င်းတို့ရဲ့လှုပ်ရှားမှုတွေကိုထောက်ခံသူပြည်သက်စီ အတိပေးခြင်းကိုလည်းလူမှုကွန်ရက်မီဒီယာကိုသုံးပြီးလှုပ်ဆောင်လာနိုင်ကြပြီဖြစ်ပါတယ်။ဒီအနေအထားမှာလွတ်လပ်တဲ့သတင်းမီဒီယာတနည်း professional သတင်းမီဒီယာတွေမလိုတော့ဘူးလားဆိုတဲ့မေးခွန်းလေးပေါ်ထွက်လာပါတယ်။မျိုးတော်လိုင်းရဲပါဝင်နေတဲ့အဖွဲ့တွေတဦးချင်းပုံကိုယ်တွေကိုယ်တိုင်သတင်းမီဒီယာမဟုတ်တဲ့လူမှုကွန်ရက်မီဒီယာတွေကိုကြွမ်းကျင်စွာသုံးချနိုင်ကြပြီဖြစ်လို့မလိုတော့ဘူးသို့မဟုတ်အရေးထားစရာမလိုတော့ဘူးဆိုတဲ့စဉ်းစားမှုတွေလက်တွေ့လှုပ်ဆောင်မှုတွေလည်းရှိနေနေပြီဖြစ်ပါတယ်။ professional သတင်းမီဒီယာတွေအနေနဲ့လူမှုကွန်ရက်မီဒီယာ မှာဘာဖော်ပြခဲ့တယ်ဆိုတာကိုစူးစီးပြီးပြန်လည်တင်ပြတဲ့လှုပ်ဆောင်မှုမျိုးတွေနဲ့အနာဂတ်မှာတည်ရှိဖို့မလွယ်တော့ပါဘူး။၎င်းတို့ရဲ့အနာဂတ်ကလူမှုကွန်ရက်မီဒီယာမှာမရနိုင်တဲ့မတွေ့နိုင်တဲ့တရားကျမ်းကျင်မှုဆိုင်ရာတင်ပြမှုတွေ၊စုံစမ်းဖော်ထုတ်တင်ပြမှုတွေမတူညီတဲ့အမြင်ရှုထောင့်တွေကိုစူးစီးပြီးနိုင်ငံရေးကောင်းဆောင်တွေလူလူကောင်းဆောင်တွေမှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်မှုရေးသားတင်ပြတာမျိုးအာဏာရှိသူလုံပိုင်ခွင့်ရှိသူအင်အားကြီးသူတွေရဲ့လှုပ်ဆောင်မှုအလွဲဆုံးဖြတ်မှုအလွဲတွေကိုတောင်းဝင်ခံမှုရှိလာအောင် ိန်ခေါ်တင်ပြခြင်းတွေကိုပုံမအယုံဆိုင်လှုပ်ဆောင်ရမယ့်ခေတ်ကိုရောက်ရှိလာပြီလို့ယူဆမိပါတော့ရဲ့ရှင်။